ဒုရယာဘုံကျုံမူကြီးဆိုရဲ့နိုင်ငံရေးတာဝန်တွေကိုဝင်းကြီးချုပ်ဦးညွတ်စောကိုလွှတ်ပြလိုက်တယ်လို့စီယုံကလာတဲ့သတင်းတွေအများသိရပါဗျ။နိုင်ငံတော်အဆင့်ကော်မတီဆယ်ကူးလောက်မှယူထားတဲ့ဥက္ကဋ္ဌနဲ့ဒုက္ကဋ္ဌတာဝန်တွေကိုဒုရယာဘုံကျုံမူကြီးဆိုဝင်းကဦးညွတ်စောကိုလွှတ်ပြလိုက်ရတာလို့အမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီယုံကသတင်းရင်းမြစ်တအူးကပြောပါဗျ။ ကာကွယ်ရေးဦးစီးချုပ်ကြီးလည်းဖြစ်တဲ့ဒူးချုပ်ကိုတော့စစ်စင်ရေးတာဝန်တစ်ခုတည်းကိုပဲအ धिक အာယုံစိုက်ခိုင်းထားတယ်လို့ BBC ရဲ့သတင်းရေးမြစ်ကပြောပါတယ်ဒီတာဝန်အလွယ်အပြောင်းတွေကြောင့်ရွေးကောက်ပွဲအလွန်မှာဒုတိယဗိုလ်ချုပ်မူကြီးဆိုဝင်ဘယ်နေရာမှာဆက်ရှိမလဲဆိုတော့မေကွန်းနေပါထွက်လာပါတယ်။ဥညို့စောရဲ့ယာရုအစ်တများ2021အာနာသိမ့်ပြီးတဲ့နောက် ဒုတိယစစ်ကောင်းဆောင်ဟာအရင်ကဒုတိယသမ္မတတာဝန်ယူခဲ့တဲ့ကော်မတီကော်မရှင်ဥက္ကဋ္ဌရာထူးတွေကိုရယူခဲ့ပါတယ်။အခုတော့ဥက္ကဋ္ဌရာထူးနေရာတွေကိုဥညို့စောကရယူလိုက်ပြီးသူဦးဆောင်လို့အစည်းအဝေးတချို့ပါခေါ်ယူကျင်းပနေတာကို နိုင်ငံပိုင်သတင်းစာတွေထဲမှာတွေ့ရပါတယ်။ဒါအပြင်ဗိုလ်ချုပ်မူကြီးမရောက်လိုက်ဥက္ကဋ္ဌတာဝန်ယူထားတဲ့ဗန္နာရေးဆိုင်ရာကော်မရှင်နဲ့အမျိုးသားစီမံကိန်းကော်မရှင်တွေမှာဒုတိယဗိုလ်ချုပ်မူကြီးစိုးဝင်းမပါတော့ပါဘူး။ သူအရင်ကရှိခဲ့တဲ့ဒုက္ခတာနေရာကိုဥညို့စောကပဲတာဝန်ဆက်ယူမှဖြစ်ပါတယ်။ဒုကျုပ်ထံမှဥညို့စောလွှဲယူခဲ့တဲ့တာဝန်တွေကတော့ဗဏ္ဍာရေးဆိုင်ရာကော်မရှင်ဒုဥက္ကဋ္ဌအမျိုးသားစီမံကိန်းကော်မရှင်ဒုဥက္ကဋ္ဌမြန်မာအထူးစီးပွားရေးဆောင်ဆိုင်ရာဗဟုအဖွဲ့ဥက္ကဋ္ဌတရားမဝင်ကုံသွယ်မှုတိုက်ဖြတ်ရေးဦးဆောင်ကော်မတီဥက္ကဋ္ဌလေယာမြင်းနှင့်အရှားမြင်းများတိုင်းစီချင်းခံရမှုများပြည်လဲစီစီရေးကော်မတီဥက္ကဋ္ဌ နေရှင်နဲ့ဒေတာဘေးစနစ်တည်ဆောက်ရေးဥဆောင်ကော်မတီဥက္ကဋ္ဌစမှုလုပ်ငန်းနှင့်စမှုစုံဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီဥက္ကဋ္ဌဗဟိုတကောင်စရင်ကော်မရှင်နာရဲကကျေးလက်နေပြည်သူများနှင့်တိုင်းသားပြည်သူများစာတက်မြောက်ရေးကောင်ထဲဖော်ရေးဥစည်းကော်မတီဥက္ကဋ္ဌဒီလိုရာထူးတာဝန်တွေအများအပြားကိုလက်လွတ်လိုက်ရပေမဲ့ဒုတိယဗိုလ်ချုပ်မူကြီးစိုးဝင်းကိုနိုင်ငံရေးတာဝန်အားလုံးကနေဖယ်ရှားလိုက်တာတော့မဟုတ်ပါဘူး။ အပေါ်ကတာဝန်တွေနဲ့ရှင်ရင်အလုံးမများလာတဲ့ဂုံဒူးဆောင်ပွဲများဂုံဒူးဆောင်တစိမ့်များရှင်းမြင့်အနေရန်စီစဉ်ရေးအဖွဲ့နာရက်ကနေရာမှာတော့စက်ထားထားပါတယ်စစ်ကောင်းဆောင်ဥက္ကဋ္ဌအဖြစ်တာဝန်ယူထားတဲ့နေဆက်ဒေတာနဲ့တိုင်းသားလူမျိုးများ၏ဖွံ့ဖြိုးတိုးတက်မှုအကောင့်အထည်ဖော်ရေးဗဟိုကော်မတီမှလည်းဒူးချုပ်ကိုဒူးဥက္ကဋ္ဌနေရာမှာဆက်ထားထားပါတယ်။ရွေးကောက်ပွဲအလွန်ဒူးချုပ်ရဲ့နေရာ ဗိုလ်ချုပ်မူကြီးမင်းအောင်လာရဲ့တပ်ပြစ်ပင်စင်ဤတိုင်းဒုတိယဗိုလ်ချုပ်မူကြီးဆိုဝင်တရှုပ်ဖြစ်လာမလားလို့အကြက်ခက်တွေကတုံ့တက်ကြပေမဲ့သူကဒုတိယလူအနေနဲ့ပဲဆက်ရှိနေခဲ့ပါတယ်။တရှုပ်ဒူချုပ်နဲ့ညှိနှိုင်းကုတ်ကဲရီမူကြီးရေလီတို့ဟာရွေးကောက်ပွဲမဝင်ကြတဲ့အတွက်ရွေးကောက်ပွဲအလွန်မှာတက်ရတူးမှာပဲဆက်ရှိနေနိုင်တယ်လို့နိုင်ငံရေးရာထူးကိုလည်းမျှော်လင့်နိုင်တဲ့အခြေအနေဖြစ်ပါတယ်။ ဒါပေမဲ့ရွေးကောက်ခဲ့ကိုယ်စလဲပဲတင်မြောက်ခွင့်ရတဲ့ပြည်သူ့လွတ်တော်ဥက္ကဋ္ဌနဲ့အမျိုးသားလွတ်တော်ဥက္ကဋ္ဌနေရာတွေကိုတော့ရမှာမဟုတ်တော့ပါဘူး။ဗိုလ်ချုပ်မူကြီးမင်းအောင်လိုင်သာတမရလို့ရင်စစ်တပ်ကတော့အပတ်စဉ်22စင်းဖြစ်တဲ့ဒုတိယဗိုလ်ချုပ်မူကြီးစိုးဝင်းကိုကြော်ပြီးအခြားဂျူနီယာတအူးကိုတက်လျှောက်ပေးဖို့ခတ်ပါလိမ့်မယ်။ဒါကြောင့်ဘိုးချုပ်မူကြီးမေရောက်လိုက်အလွန်မှာဒူးချုပ်ဟာတက်လျှောက်ဖြစ်ရင်ဖြစ်မဖြစ်ရင်နားရပါလိမ့်မယ်။ ဒုတိယဗိုလ်ချုပ်မူကြီးစိုးဝင်းကိုနိုင်ငံရေးတာဝန်ပေးမယ်ဆိုရင်တော့လက်ရှိသူရတို့အရာဒုတိယသမ္မတရာတို့အနိုင်ဆုံးရထားခြင်းခံရမှာဖြစ်ပါတယ်တရှုပ်ဒူးချုပ်နောက်ဆုံးအပြောင်းအလဲဟာ2017ကဖြစ်ပြီးဗိုလ်ချုပ်မူကြီးတန်းရွှေနဲ့ဒုတိယဗိုလ်ချုပ်မူကြီးမောင်အီတို့နေရာကိုဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်နဲ့ဒုတိယဗိုလ်ချုပ်ကြီးစိုးဝင်းတို့အစားဝင်ခဲ့တာဖြစ်ပါတယ်။ဗိုလ်ချုပ်မူကြီးတန်းရွှေနဲ့ဒုတိယဗိုလ်ချုပ်မူကြီးမောင်အီတို့နှစ်ဦးဟာစစ်ပတ်ရောအရက်ပတ်မှာပါဆက်မပါတော့ပဲအနားယူခဲ့ကြပါတယ်။ လက်ရှိစစ်ကောင်းဆောင်နဲ့ဒုတိယစစ်ကောင်းဆောင်ကသူတို့ရှိကလူတွေလို့အစုံလိုက်နာမလားနိုင်ငံရေးရာဒူးတွေဆက်ယူထားမလားဆိုတာကတော့မှန်စာရခန့်နေစေဖြစ်ပါတယ်။ဒူးကျုပ်ကရီမန်းချက်ကြီးတဲ့လူမဟုတ်ဘူး။သူနားကျင်နေတယ်လို့လည်းထုတ်ပြောဘူးတယ်လို့စစ်တပ်ကတော့အပတ်စဉ်20နှစ်စင်းတွေနဲ့နီးစပ်သူတအူးကပြောပါတယ်။ရွေးကောက်ပွဲအလော အာနာအိမ်မက် 2025ရွေးကောက်ပွဲကို အတိုက်အခံနဲ့တော်လှန်သူတွေကအတိအမှန်မပြုကြပေမဲ့ရွေးကောက်ပွဲထောက်ခံသူတွေကြားမှာတော့အိမ်မက်ကိုစီကြိတ်ပြီးရှိနေကြပါတယ်။ရွေးကောက်ပွဲအလွန်မှာပေါ်ပေါက်လာမဲ့ယာရုနေရာတွေတဲ့အရက်ဖတ်မှာဆိုတမဒဒုတမဒနှစ်နေရာလွတ်တော်ဥက္ကဋ္ဌနှစ်နေရာနဲ့ပြည်တော်စုအစင်ယာရုတွေရှိနေပါတယ်။တက်ဖက်မှာဆိုရင်လေတရှုပ်ဒူးကျုပ်ညှိနှိုင်းကုတ်ကယ်ရင်မူကြီးရိတ်လေးနဲ့ထိတ်တန်းရသူအပြောင်းအရွှေ့တွေဖြစ်လာဖို့ရှိပါတယ်။ တမရရာဒူတို့ဘ ෝජ ုံမူကြီးမင်းအောင်လိုင်းကတစ်ပြေးနေပေမဲ့ဥညို့စောကိုပွဲထုံးမှုတွေကတတိပြုစရာဖြစ်ပါတယ်။စစ်ကောင်းဆောင်ကဥညို့စောအတွက်နိုင်ငံတော်ဝန်ကြီးချုပ်နေရာဖန်တီးပေးပြီးလုံပိုင်권နေရှင်းထွင်ပေးပါတယ်။အတိတ်မှာလည်းဘ ෝජ ုံမူကြီးတန်းရွှေကဝန်ကြီးချုပ်ဘ ෝජ ုံကြီးတိတ်ဆိတ်ကိုတမရတာဝန်ပေးခဲ့တာပြန်လည်အမှတ်ရစရာဖြစ်ပါတယ်။နိုင်ငံရေးဘက်ကကြည့်မယ်ဆိုရင်တော့အာနာယပါတီဥက္ကဋ္ဌဟာတမရလောင်းနေရာကိုအိမ်မက်မနိုင်ပါဘူး။ ရွေးကောက်ပွဲကလည်းနေရာတိုင်းမှာမကျင်းပနိုင်တဲ့အတွက်လွှတ်တော်တွေကိုရောက်လာမဲ့ကိုယ်စားလှယ်အရေးအတွက်ကတင်းပြမဖြစ်နိုင်ပေမဲ့တက်မတော်သားကိုယ်စားလှယ်တွေက25ရာခိုင်နှုန်းအပြည့်ရှိနေပါတယ်ဒုတမရတအူတင်မြောက်ခွင့်ပါရှိနေတဲ့အတွက်တမရရွေးရရင်းနဲ့အစိုးရဖွဲ့စည်းရေးမှာတက်ကအ धिक အင်အားစုဖြစ်လာပါလိမ့်မယ်။စစ်ဘက်မှဆိုရင်လေဘ ෝජ ုံမှုချင်းမရောက်လိုက်ကတက်ရှုပ်ဆက်မလုပ်ဘူးလို့ယတိပြက်ပြောလို့မရပါဘူး။ ဒူတမရလုံးရင်တော့ဒူကျုံဒုတိယဗိုလ်ချုပ်မူကြီးဆိုဝင်းနဲ့ညီနိုင်ကိုကယ်ရေးမှုကြီးရေးလေဗိုလ်ချုပ်ကြီးကျော်စွာလင်းတို့ကတက်ရှုပ်နေရကိုအနည်းဆုံးမှန်းနိုင်သူတွေဖြစ်ပါတယ်ဒါပေမဲ့စစ်ကောင်းဆောင်ရဲ့အထူးယုံကြည်စိတ်ရှာရသူလက်ရှိစစ်ကော်မရှင်အတွင်ရေးမှုဗိုလ်ချုပ်ကြီးရဲဝင်းဦးကိုလည်းမေ့ထားလို့မရပါဘူး။တမရနဲ့တရှုပ်ရသူတွေကနာမည်ထွက်တဲ့လူတိုင်းမဖြစ်တဲ့အစဉ်အလာကလည်းရှိခဲ့ပြီးဖြစ်ပါတယ်။ 2011အပြောင်းလဲမှာတမဒဒုမဟုတ်တက်ရှုပ်ဖြစ်မယ်လို့တစ်ပြေးသူဘူဂျုံကြီးသူရရွှေမန်းနှစ်နေရာလုံးနဲ့လွယ်ခဲ့ပါတယ်စစ်ထောက်ကျော်ဘူဂျုံကြီးသူရမြင်အောင်လဲတက်ရှုပ်နေရအတွက်အရေးရှင်ပြေးဝသူလို့နာမည်ထွက်ခဲ့ပေမဲ့ဘူဂျုံမူကြီးမင်းအောင်လိုင်းကသူ့ကိုကြော်ပြီးတက်ရှုပ်ဖြစ်လာခဲ့တာဖြစ်ပါတယ်။တက်ထဲမှာကကိုကိုလူကြီးကယာထားတယ်လို့ပြောထားပြီးတာတောင်နောက်ဆုံးမိနစ်မှာဘာမဆိုဖြစ်သွားနိုင်ပါတယ်လို့အငိမ့်စားတက်အရာရှိကြီးတအူကပြောပါတယ်။